၊ခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ်ငဖဲမြို့နယ်အတွင်းကနယ်ရေကန်စခန်းဟာအရာကတတော်အေးနဲ့တော်လိုင်းတက်တီအတွက်စီးမားပြူအရာအေးပါတဲ့တက်စခန်းဖြစ်တယ်လို့မြေပြင်တော်လိုင်းတက်တွေကပြောပါတယ်။ဒီစခန်းဟာအာနာသိန်းစစ်တပ်အတွက်လည်းမဟာပြူအရာအေးပါတယ်လို့မြန်မာနိုင်ငံအနောက်ချမ်းဒီချောင်းထောက်လန်းရေးမှာအရေးပါတဲ့ဒီချောင်းရံကာကွယ်တပ်စခန်းတစ်ခု ဖြစ်တယ်လို့သိရပါဗျ။ဒီစခန်းကိုအေးနဲ့ပူပေါင်းတပ်တွေက ခန်းစစ်ကျိုးပြတ်သွားတဲ့ဒီအာနာသိန်းတက်ကိုတိုက်ခိုက်ချိန်မုံထပြီးထတ်တက်လာတဲ့စစ်ကိုစစ်ကြောင်းတွေကိုလည်းကြားဖြတ်တိုက်ခိုက်နေတယ်လို့မြေပြင်တက်တွေကပြောပါရယ်။ရိုးမဘော်ကနေမြေပြန့်ကိုဆင်းမဲ့လမ်းပေါက်မှာ နောက်ဆုံးကာထားတဲ့ဘီဝါကုန်းပဲ။ဒါပြီးရင်ဗမာပြည်ရောက်ပြီးငဖဲကပစတို့ပဒန်းမင်းမှုမကွေးမျိုးတွေကိုတိုးလို့ရပြီ။စစ်တပ်ဘက်ကလည်းရခိုင်ပြည်အမ်းမျိုးဘက်ကိုထိုးစစ်ပြန်ဆင်ခြင်းနဲ့ရေကန်ရေကန်ကုန်းတော့မကြမရမယ်။ ဒီကောဆုံးချက်တော့လာတာလောက်ပဲဒီကလည်းလာတာလားဘာလို့ပြန်လာလဲအနာဒိန်တအနေနဲ့နေရီကန်စခန်းကိုလက်လွတ်ရရင်ငပဲမျိုးနဲ့အတွင်းမှာရှိတဲ့အမြောက်စခန်းကိုကဲမှုဌာနချုပ်မာဆာခ935အပါဝင်အမြောက်တက်တွေဖြစ်တဲ့အမတ်တ305အမတ်တ439ကိုနဲ့ကာကွယ်ရေးပစ္စည်းထုတ်ဆက်ယုံကပ္ပစ14တို့ကလည်း အချိန်မရွေးတိုက်ခိုက်ခံရနိုင်တဲ့အခြေအနေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။နေရီကန်စကန်ကအမ်ဘဒန်လမ်းပေါ်မှာတည်ရှိပြီးရခိုင်ပြည်နယ်ကနေမကွေးတိုင်းဝန်ပေါက်မှာပထမဆုံးမြို့ဖြစ်တဲ့ဗရန်မြို့နဲ့ဆက်နမိုင်ခန့်အကွာမှာတည်ရှိပါတယ်။ဗရန်မြို့ကတော့ပတိန်မုံရွာလမ်းမအီအန်လမ်းပဒန်းစိတ်တုတ်တရာလန်းတို့ပေါင်းစုံတဲ့လမ်းမဆက်တွေအချက်ချာကြာရမျိုးဖြစ်ပါတယ်။နေရီကန်စခန်းကအမြင့်ပင်9000လောက်ရှိတဲ့တောင်ပေါ်မှာတိဆောက်ထားကော လေကြောင်းရန်ကာကွယ်ရေးအတွက်ရေဒါစနစ်တွေပါတပ်ဆင်ထားတဲ့ဗျူဟာမြောက်စခန်းတစ်ခုဖြစ်တယ်လို့စီရီယံဘုံမိုးဆွေတော်ကပြောပါရယ်။ဆရာနာမသိမီကာလာကနေရီတောင်စခန်းမှာချေလင်းတက်အခြေစိုက်တာမရှိခဲ့ပဲလေကြောင်းရန်ကာကွယ်ရေးတပ်ကအရာရှိစစ်တီတွေသာရှိခဲ့တဲ့စခန်းဖြစ်တယ်လို့ဆိုပါရယ်။ရခိုင်ပြည်နယ်အမ်းမြွနယ်နဲ့အတူအာနာသိန်းတက်ရဲ့အနောက်ပိုင်းတိုင်းဆက်ဌာနချုပ်ကိုအေအေကသိမ်းပိုက်နှိုင်းလိုက်ပြီးတဲ့နောက်မှာတော့စစ်အင်အားတွေတိုးမြှင့်ချထားကမကွေးတိုင်းဝန်ပေါက်မှာ အခိုင်အမာခန်းစစ်စခန်းတစ်ခုအနေနဲ့ပြင်ဆင်လာတာဖြစ်တယ်လို့ဆိုပါတယ်။အနေကန်တောင်စခန်းကဒီပေါ်ကျွန်တော်တို့လေကြောင်းရံကာကွယ်ရေးရေဒါစခန်းပေါ့နော်။ရေဒါစခန်းဖြစ်တယ်။အဲ့ရေဒါစခန်းကမြဝပြည်အနောက်ပိုင်းပေါ့နော်။မြဝပြည်နောက်ပိုင်းရဝေဟင်နန်နဘိတ်မှာဒီလေကြောင်းရံနဲ့ပတ်သက်လို့ဒီလေကြောင်းပြန်တမ်းမှုတွေကိုဒါဟိုစောင့်ကြည့်တဲ့စခန်းမျိုးဖြစ်ပါတယ်။အဲ့ဒီစခန်းမှာ ပေါ့နော် body barrier system ပေါ့အဲ့လိုမျိုးတက်ထားတဲ့ ကားမျိုးတွေလည်းရှိရပေါ့နော် secondary surveillance radar မျိုးတွေလည်းရှိရပေါ့နော်အဲဒီ now now the surveillance system ပါတဲ့ radar တွေလည်းရှိတယ်ပေါ့နော်ပြီးအနောက်ပိုင်းကဝေဟင်တဲ့နှိမ့်ကိုသူတို့ထောက်လန်းလို့ရအောင်သူတို့ဒါ radar ကောင်းသားတွေတက်ထားမယ်လို့ကျွန်တော်အကြံပေးပြောလို့ရပါတယ်။ဩအကြံအရှင်ကအထောက်ထားဒါမှမသိရဘာကြီးဘာကြီးညာဘာကြီးညာ ေလွေမကဝေး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 နေရီကန်စကန်ကိုမန္တလေးတိုင်မိတ်တီလာမျိုးအခြေဆိုင်တမကိုကိုရဲ့တမမှုကဓာရိုက်ကိုကဲကတောင်ပေါ်မှာတော့ပြူဟာမှုဦးစီးကိုကဲခဲ့ရလို့ဆိုပါတယ်ဒါအပြင်ရှန်ပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့အခြေစိုက်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခဆက်ခွန်လက်အောက်ခံချင်းမြန်တရင်တွေနဲ့ပြည်သူစစ်တွေစုပေါင်းအင်အားအများအပြားအသုံးပြုခဲ့တယ်လို့လည်းမြေပြင်စေးသတင်းမြစ်တွေကပြောပါရတယ်။ နိုင်ငံစခန်းကိုကာကင်စခန်းခုနှစ်ခုထပ်မနေနဲ့ကာယံထားခဲ့တာဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီကာကင်စခန်းအလုံးကို AA နဲ့တော်လိုင်းရင်တက်တွေကသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။နိုင်ငံတောင်ပေါ်မှာကြန့်ရှိနေတဲ့အနာသိမ်းတပ်သားတွေကလည်းအနီးကပ်ဆုံးနေရာအထိဝိုင်းပတ်ပိတ်ဆို့ခံထားကလေကြောင်းကလာပို့မဲ့ရင်းနဲ့ရိတ်ခါပေါ်မှာသာမှီတည်နေရတယ်လို့မြေပြင်စေးသတင်းမြစ်တွေကပြောပါရရှင်။